အောင်မြင်တဲ့မျိုးသားရဲ့နောက်မှာရန်တော်ရဲ့မိမရှိရတော့ဖြစ်နိုင်တယ်။အဲရန်တော်ရဲ့မိမရဲ့နောက်မှာကြာတော့လေသူ့ပဲရှိရ။အမကျန်တယ်ဘာဖြစ်လို့လဲဆိုတော့မိန်းကလေးကပို့ပြီးတော့ရန်စတောင်းဖြစ်တယ်နော်။ဟာ အဓိကတော့ဟိုပါပေါ့တယောက်နဲ့တယောက်အဆင်မပြေရလေးလည်းရှိမှာပေါ့နော်ဒါပေမဲ့ဒေါသနဲ့မဖြေရှင်းတာညီမလေးရဲ့ဒေါသနဲ့မဖြေရှင်းရောအမကိုမကြိုက်တာရှင်ဒီအရာလေးကတော့ငါတော့မကြိုက်ဘူးအဲ့လိုလုပ်ရင်တော့ကိုကတော့အဆင်မပြေဘူးတော့အဲ့လားဒါလိုဒါလိုဒီလိုမျိုးလေးလုပ်ရင်တော့ပေါ့စီတော့ကိုအဆင်ပြေမှာပေါ့သူလည်းကိုကိုအဲ့လိုမျိုးပဲပြောပါရဲ့ချစ်တယ်အဲ့လိုမျိုးဆိုရင်တော့အဲ့လိုတော့မလုပ်ပါနဲ့ဒီလိုမျိုးလေးစဉ်းစားကြည့်ပါလားဘယ်လိုလုပ်ရင်အဆင်ပြေမှာလဲပေါ့နော်အဲ့လိုမျိုးအဓိကတော့ဒေါသနဲ့အမကတော့မဖြေရှင်း အိမ်အောင်ရတော့ပြောရတာလေဟိုပြောကြရတယ်အများကြီးဖြစ်နေမှာဝေးမှလေးဘာဖြစ်လို့တော့လူညီမချင်းချင်းတောင်မှာပဲတမိတွေကနေဘွားလာချင်းချင်းတောင်မှာပဲမတူတာတွေကအများကြီးပေါ့နော်ဒါကြောင့်သစိမ်းတစ်ယောက်နဲ့ကိုယ်နဲ့တူတူရှိရပြီဆိုလို့ရှိရင် နားလည်ပေးရတာအရင်အများကြီးရှိတယ်။သူကိုယ်တိုင်လည်းကိုကငားပဲနားလည်ပေးရမှာ။သူကလည်းကိုယ်ကိုနားလည်ပေးလိုက်အများကြီးရှိမှာပါ။အာ100%ဆိုတာတော့မရှိနိုင်ဘူးလေ။အာနားလည်ပေးရတယ်ဆိုတဲ့အထက်မှာလည်းချစ်တာဟိုတန်ရုံးစင်ရှိရာဟိုတနာတာလည်းပါစင်နဲ့ပါမယ်။အများကြီးဆိုတော့ဟိုအဲ့နားလည်တယ်ဆိုတဲ့စကားလုံးဝအောက်မှာအတိတ်ပဲကအများကြီးရှိတာဆိုတော့အချိန်တွေပေါ်လဲမူတည်တယ်။တချို့အမားလေးတွေကြာလဲအဲခွင့်လွှတ်ပေးရတယ်။တချို့ကြာတော့လည်းမသိကြအောင်ဆောင်ပေးရချက်။သူလည်းကိုယ်ကမအဲ့လိုပဲရှိမှာပါတကယ်။သူ စိတ်ဆိုးရဲဆိုတော့မော်ဟိဒါလေးကတော့သူ့အတွက်ဟိုဟာဖြစ်မှာပါဆိုသူလည်းခွင့်လွန်ပေးလိုက်ရတာကိုယ့်ပုံမှာရှိမှာပါအဲ့တော့တယောက်နဲ့တယောက်ပြန်လှန်ပေါ့နောက်တော့သူလိုအပ်တာရှိရင်ဟိုဟာကိုယ့်ဘက်ကဟို support လုပ်ပေးမှာပေါ့နော်ကိုလိုအပ်တာရှိရင်သူသူ့ကိုမလုပ်ပေးအောင်မနဲ့ဆိုလို့ရှိရင်သူထပ်သွား sign on deal ဆိုကျုပ်ထပ်သွားလို့ဟာသူမလုပ်ပေးခဲ့ရမလဲဟိုဟာလုပ်ပေးခဲ့ရမလားဒီကလည်းအဲ့လိုမေးမှသူလည်းထပ်သွားအတူတူပဲကိုဆိုလို့ရှိရင်လည်းဘာလို့သေးလဲ။အောင်ဘာလို့ပေးရမလဲ။ပြန်လာရင်လည်းပြန်မန်းလာပြီလား။အဲ့လိုမျိုးပေါ့နော်။တယောက်နဲ့တယောက်ကတော့ ဟိုအခုချိန်ထိပေါ့နော်အခုချိန်ထိတော့ဟိုနားလည်မှုရှိပြီးတော့အဲ့လိုမျိုးစ조사ပြီးတော့ဖြတ်သန်းနေရတာပေါ့ဒီမှာအောင်မြင်တဲ့မျိုးသားရဲ့နောက်မှာရန်တော်ရဲ့မိမရှိရတော့ဖြစ်နိုင်တယ်အဲရန်တော်ရဲ့မိမရဲ့နောက်မှာကြတော့လဲသူ့ပဲရှိရအမကျန်တယ်ဘာဖြစ်လို့ဆိုတော့ main key ကပို့ပြီးတော့ရန် strong ဖြစ်တယ်နော်အဲဒါပေမဲ့ယောက်ျားလေးလည်းတော်ပါတယ်ခုနပြောသလို discriminate လုပ်တာတော့မဟုတ်ဘူးဒါပေမဲ့ main key တွေကတကယ်တမ်းကျတော့ပို့ပြီးတော့အခုအခုခစ်ပေါ့နော်ရန်ကိုပို့ပြီးတော့ strong ဖြစ်တယ်ပို့ ပြီးတော့ကြိုးစားရပို့ပြီးတော့တော်လာကြရပေါ့နော်အဲ့တော့ဟိုဟိုအောင်မြင်တဲ့ယောက်ျားရဲ့နောက်မှာဘာဖြစ်လို့လဲဆိုတော့သူတို့ကအလုပ်ပဲလုပ်မယ်ဆိုလို့ရှိရင်အမတို့နောက်ပိုင်းရှိတဲ့ဟာတွေဘုံအိမ်မှာကျန်ခဲ့တဲ့မိန်းမပဲဦးစီးပြီးတော့ management လုပ်ရအောင်ဆိုတော့အဲသူတို့အိမ်အိမ်အောင်မြင်တဲ့ဆိုတာလုပ်ငန်းကိုပဲပြောတာမဟုတ်ဘူးမိသားစုရောဟိုအချစ်ရေရောအိမ်ထောင်ရေရောအကုန်လုံးအောင်မြင်တဲ့ဟာကိုပြောတာပါအိမ်ထောင်မှာမှမဟုတ်ဘူးပေါ့နော်ကြီးစားမှာပဲဖြစ်ဖြစ်ဟိုဒီမိန်းမကလည်းကိုစိတ်ချနေရမှာအဲ့လိုမျိုးမှအောင်မြင်တဲ့အိမ်ထောင်ရေအောင်မြင်တဲ့ relationship တခုပေါ့နော်အဲ့လိုပြောလို့ရမှာဆိုတော့ အဲ့တော့ခုနပြောသလိုယောက်ျားလုပ်ငန်းရှာရုံနဲ့မပြီး main ကလေးကကြတော့စီးပွားလဲရှာနိုင်တယ်ကိုယ့်အိမ်လဲ management လုပ်နိုင်တယ်အဲ့ဒါလေးတော့နည်းနည်းကွာသွားပါဘူးညီမလေးဟုတ်အာအဓိကတော့ဟိုပါဗောတယောက်နဲ့တယောက်အစ်မပြေရလေးလဲရှိမှာဗောနော်ဒါပေမဲ့ဒေါ်လာနဲ့မပြေရှင်းတာညီမလေးဒေါ်လာနဲ့မပြေရှင်းရောအမကိုမကြိုက်တာရှင်ဒီအားရလေးကတော့ငါတော့မကြိုက်ဘူးအဲ့လိုလုပ်ရင်တော့ကိုကတော့အစ်မပြေဘူးတော့အဲ့လားဒါလိုဒါလိုဒီလိုမျိုးလေးလုပ်ရင်တော့ပေါ့ဖြစ်တော့ကိုအစ်မပြေမှာဗောအဲ့သူလဲကိုကိုအဲ့လိုမျိုးပဲပြောပါတယ်ချစ်တယ်အဲ့လိုမျိုးဆိုရင်တော့အဲ့လိုတော့မလုပ်ပါနဲ့ဒီလိုမျိုးလေးစဉ်းစားကြည့်ပါလား ဘယ်လိုလုပ်ရင်အဆင်ပြေမှာလဲပေါ့နော်အဲ့လိုမျိုးအဓိကတော့ဒေါသနဲ့အမားတို့ကတော့မဖြေရှင်းဘူးနောက်တစ်ခါကျတော့လည်းဟိုလူတစ်ယောက်နဲ့တစ်ယောက်ကနာအောင်ပြောရတယ်လွယ်ပါတယ်အမားတို့လည်းပြောတတ်တယ်လေနော်အဲ့လိုဒါပေမဲ့အဲ့လိုနာအောင်မပြောကြဘူး relationship တွေတငယ်ချင်းမှာဖြစ်ဖြစ်ဟိုအိမ်ထောင်ရေးမှာဖြစ်အကုန်လုံးစကားအဆုံးမပြောဘူးပေါ့ပြောတတ်တာပေါ့အဲ့လိုမျိုးသဘောပါပဲဟုတ်အဲ့ဒါလေးရောဆင်ခြင်ပြီးတော့ဖြေရှင်းသွားတာပေါ့လေအဲ့လိုပါပဲအဲ့ချိန်မှာရောဒါအမျိုးသမီးပြောရဲ့အမ်းနမူကလည်းအရေးကြီးတယ်ပေါ့ကြားမှာ တို့ကတာဝန်ယူတာဘာလို့လဲဆိုတော့ဒေါသပိုင်အမှားလဲပါတတ်တယ်လို့နော်အဲ့တော့ကိုရန်ဒေါသထွက်နေတဲ့အချိန်မှာတော့တချို့ကိစ္စတွေအမဖြေရှင်းတာအကောင်းဆုံးပါအဲမနိုင်ပြောလို့ရှိရင်တော့သူလဲလှုပ်ရှုပ်ကိုလဲလှုပ်ရှုပ်ဆိုတော့လေကိုကိုရင်းနှစ်ယောက်တွေ့ရတဲ့အချိန်ကပျော်စရာကောင်းနေတာပေါ့နော်အခုချိန်ပြီးတော့ဟိုအချိန်ပြည့်ပြစ်တာပေါ့ညီမလေးပြည့်ပြစ်တာဟိုဟာဒီချိန်လေးတော့ငါတို့ဒီချိန်လေးတော့ me time လေးပေါ့နော်ဒါငါတို့နှစ်ယောက်ခံကြလို့ရှိရင်အဲကန့်ချိန်လေးထွက်သွားကြမယ်ဆိုထွက်သွားလိုက်အဲ့လိုမျိုးလေးတော့ရှိရပါတော့ ခီးလေးထွက်ပြောအချိန်ပြန်ပေးပြလာဟုတ်တယ်ခီးလေးရဲ့အဲ့လိုထွက်တယ်ဒါမှမဟုတ်လည်းနှစ်ယောက်တည်းသွားစားပြစ်တာလေးတွေခါကြရုပ်ရှင်ကြည့်လို့ကြည်ရလေးပေါ့နော်အဲ့လိုမျိုးလေးရောလှုပ်ဖြစ်တာပေါ့ဟိုလိုမျိုးသမီးစားပွားတော့လို့တော့အဲ့လိုတော့ပဲဟုတ်ပါမယ်ညီမလေးတစ်မျိုးစီပေါ့အင်းတော့လေအင်းတော့လေဘဝဖြစ်သွားရဲဆိုတော့အเจ้าနဲ့ချက်အချင်းနဲ့တောင်ပြသားဖို့ရိုမန့်စီးတွေတစ်ခါတည်းပေးဖို့အတူတူထင်လာဘူးอืม အဲ့ဒါတော့ခံယူတဲ့သူရဲ့ပေးတတ်တဲ့သူရဲ့ပေါ်ပဲမူတည်ရဟိုပုံမှန်တိုင်းပြောလို့ရှိရင်တော့အမမေသားလည်းအဲ့ထဲမှာမပါပါဘူးဒီနှစ်နှစ်နှစ်ပိုင်းမှာသာသူကိုဟိုအိမ်အောင်ကြောက်ွားနေတော့မှမှလာသူပြောစီခြင်းလို့သူလုတ်တာပဲဖြစ်မှာပါဘာလို့လဲအဲ့လိုလုတ်တဲ့ type မဟုတ်ဘူးဆိုတော့လေအမလည်းအဲ့လိုမျောလင်းတက်တဲ့သူမဟုတ်ဘူးဆိုတော့ကို့အတွက်ကအဲ့လိုလုံးလိုက်တကယ်ကို surprise ဖြစ်သွားသိရမလားအဲ့လိုမျိုးအဲကို့မျောလင်းတဲ့ထဲမှာလည်းမပါဘူးဒါပေမဲ့ main လေးဆိုတာကတော့ ကြိုက်တာပေါ့လေနော်တည်ရမလားဟာရစ်တယ်လေလက်ဆောင်ရအောင်ကြိုက်တယ်လူကလက်ဆောင်ရအောင်ကြိုက်တယ်အဲ့လိုကိုယ်အတွက်ငါအတွက်ဆိုတဲ့ဟာလေးကိုလူတိုင်းကကြိုက်တာပေါ့ငွေချင်းပဲဖြစ်ဖြစ်အဲ့လို surprise လေးပေးနေကြိုက်တာပဲလေအဲ့တော့ကြိုက်တာတော့ကြိုက်ကြပါဘောနော်ဒါပေမဲ့ type ပေါ့သူကအဲ့လိုလုတ်တက်တဲ့ ပုံစံရှိကျင်ပါလို့ရှိမှာဒါပေမဲ့ခံကြလို့ရှိရင်ကိုယ်ပြောလိုက်တာထက်သူ့ရဲ့နေပုံထိုင်ပုံလုပ်ပုံကြီးကကိုယ်ကယူဆိုင်တယ်ဆိုတာသိရတယ်ချစ်တယ်ဆိုတာသိရတယ်ဆိုလို့ရှိရင်ပြည့်စုံပါတယ်ညီမလေးဟုတ်အိမ်တော်ရတော့လေအမတို့လည်းအိမ်တော်တက်ကတော့၃နှစ်လောက်ပဲရှိသေးတယ်ဆိုတော့အမှန်တိုင်းပြောလို့ရှိရင်ကိုကသိပ်ပြီးတော့ကြားတဲ့ relationship တော့မဟုတ်သေးဘူးပေါ့နော်ဒါသူနဲ့ဟို9နှစ်9နှစ်လောက်အတွင်းမှာတော့ခုနပြောသလိုပါပဲဟို balance ပဲလုပ်နေရပါဘောเนาะတခါကြလို့ရှင်လဲအနှိမ့်မြင့်လေးရောရှိရပါဘောခုနကပြောသလိုဟိုပျော်နေတဲ့အချိန်မှာလူရဲမြင်တာဟိုစိတ်ညစ်တဲ့အချိန်လည်းရှိရပါပဲရံဖြစ်တဲ့အချိန်လည်းရှိရပါပဲစိတ်ကောက်တဲ့အချိန်လည်းရှိရစိတ်ဆိုးတဲ့အချိန်လည်းရှိရဘယ်ဟာမှတော့100%ညီမလေးဟိုမပျော်နေပါဘူးဘယ် relationship ပဲဖြစ်ဖြစ်အိမ်အောင်ကြောက်မှမဟုတ်ရီးစားဘွားမှာလည်းအဲ့လိုမျိုးရှိနေရပဲဆိုတော့လေဟိုစိတ်ညစ်စရာဆိုတာတခါကြလို့ရှင်ကိုကအရန်ညစ်တဲ့သူကိုတော့တားညစ်သွားသလိုတချို့ဟာလေးကြတော့လဲဒီလောက်ကတော့ငါ့အတွက်စိတ်ညစ်စရာမကောင်းဆိုတဲ့သူလည်းရှိရတယောက်နဲ့တယောက်ကလည်း level မတူဘူးပေါ့နော်အဲ့လိုတချို့က လဲอืมနည်းနည်းဘယ်လိုမျိုးစိတ်ညစ်သွားရတဲ့သူရှိရယ်ကွယ်ဘယ်လိုပြောမလဲဟိုသူ့ကိုဂယူးမဆိုင်ဘူးဆိုလို့ရှိရင်ဟိုမှာ anniversary ကိုမိနေဆိုရင်စိတ်အရန်ဆိုးရတယ်ခါကြမိနေအော်ဒီသူလှုပ်ရှုပ်နေလို့မိရပဲလို့ပေါ့ပေါ့သွားရတယ်သူရှိအဲ့တော့ကိုယ့်ရဲ့အတွေးပေါ့နော်ကိုယ့်ရဲ့ခံယူချက်ကိုကိုကိုတတ်မှတ်တယ်လည်းပဲပေါ့ပဲတရားနဲ့တရားမှုတရားဆိုတော့လေအဲ့ဟာလေးပေါ့ပဲ အရင်ကိုတော့ပင်မန်းနေရဆိုရင်ငါဘယ်လောက်ဆိုရင်လွှတ်ချတဲ့နေဆိုတာလည်းရှိအမတို့လည်းကြုံမှုရတယ်ဟို relationship တွေမှာကိုတော့အရင်ဟိုဟိုဝင်တော့ဝင်မိုးတွေဖြစ်နေအရင်စိတ်ညစ်နေရပြီးငါတို့ငါဒီထက်ပို့ပြီးတော့မခံနိုင်တော့ချစ်တာတော့ချစ်တယ်ဒါမှမဟုတ်ငါမခံနိုင်တော့ဘူးဆိုတော့ level တစ်ခုကိုရောက်သွားရင်လည်းလွှတ်ချနိုင်ရမှာပေါ့လေ main place ကမှာဖြစ်ရဲ့ဟို main place ကတော့ပါတယ်အားလည်းရှိရဆိုတော့လေ ကျော်ဖြစ်နိုင်မှာပါအားလုံးဟုတ်ကဲ့ရှင်အဲအလုပ်ထဲမှာတော့အမဝင်မပါဖြစ်ပါအောင်ဟုတ်သူ့အလုပ်နဲ့ပတ်သက်လို့လေအဲဥမာနေဟာပဲဖြစ်ဖြစ်ပေါ့ပစ္စည်းထောက်တာလေးပဲဖြစ်ဖြစ်ဟိုဒီဇိုင်းပဲဖြစ်ဖြစ်ကိုဝင်ပါကြတော့အဲ့လိုမရှိပါအောင်ကြောင်ညာရိုက်တာတော့ဘယ်သူပဲတုံးတုံးပါအောင်ဖြစ်ဖြစ်အဲသူ့ရဲ့လုပ်ငန်းကိစ္စဆိုတော့အမအဲ့လိုဝင်ပြီးတော့မဆော့ဖက်ဖြစ်ပါအောင်ရှင်ဟုတ်ဒီနေ့ကတော့ဒီမန္တလေးပေါ့နော်62လမ်းပေါ်မှာဟုတ်ဖွင့်တဲ့ remote ဆိုင်ွဲလေးပါရှင်ဟုတ်သူကတော့ဒီ technology ဒီလိုမျိုးလေးတွေကတော့ကောင်းတယ်ဒါပေမဲ့အဲ့လောက်တော့မကောင်းဘူးဒါပေမဲ့အဲ့နီးပါးကောင်းပြီးတော့ ော့ဈေးကကြတော့တတ်တာမဲဟာကိုသူစဉ်းစားရတယ်နောက်တစ်ခါကျတော့တချို့ပစ္စည်းတွေကစမ်းသုံးကြည့်ရယ်သုံးကြည့်ပြီးမှမြန်မာပြည်သူသွင်းတာပေါ့နော်တချို့ဟာလေးတွေကသူမကြိုက်ရင်လည်းသူမသွင်းကိုကိုယ်တိုင်ကြိုက်မှလို့စပီကာတစ်ခုဆိုလို့ရှိရင်ကိုယ်လည်းနားထောင်နိုင်တယ်အစားဆိုတော့မှစပီကာအဲ့လိုတိတ်နားမထောင်တယ်အခုတော့နားထိတ်ပြီးတော့မကောင်းတော့ဘယ်အဲ့လိုအဲ့လိုပြောတတ်နေပြီပေါ့နော်မပါဘူးကိုကိုကြံကြံတော့ဝင်မှားလိုက်မယ် မနဲ့ဟိုဟာအလုံးလုံးလာလဲကြာပြီဆိုတော့လေအခုကတော့ကိုလုတ်တယ်လို့ပြောမှာပေါ့နော်ဒါပေမဲ့လည်းဟိုအပြင်ရမယ့်ကိုကជីជីជីလိုက်ပါဆုံးပေါ့နော်အဲ့လိုမျိုးဘာဖြစ်ဖြစ်ဆိုဒီ10နှစ်လောက်အတွင်းမှာအရန်ဟိုအောင်မြင်လာတယ်ဟိုဟာအများနဲ့တိုးတက်နေတဲ့အတွက်ကြောင့်အများကြီးထပ်ပြီးတော့တိုးတက်ပါစေလို့ပဲဆုတောင်းပေးလိုက်ပါရှင်